င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဆေးဥစုရဲ့အယောင်ပြလွန်ငိမ့်နေမှာဒေါက်ဆန်စုကြည်ပါဝင်အရေးပါတဲ့နိုင်ငံရေးကောင်းဆောင်နေမှာပါဝင်တဲ့အတွက်နိုင်ငံတကာဖိအားများဆန့်ရှင်နေပြီအကြဖတ်စစ်တဲ့အယောင်ပြလွန်ငိမ့်ချန်သာခွင့်မိတ်နေမှာဒေါက်ဆန်စုကြည်ကဲတော့အရေးပါတဲ့မြန်မာနိုင်ငံရေးကောင်းဆောင်နေမှာပါဝင်လာတဲ့အတွက်နိုင်ငံရေးကျင်းသားရဲ့ပြန်လွတ်တာနဲ့ပတ်သက်လို့အကြဖတ်စစ်တဲ့ပေါ်နိုင်ငံတကာဖိအားတွေဆန့်ရှင်နေဦးမှာဖြစ်တယ်လို့ ISP မြန်မာကဆိုလိုက်ပါတယ် ဆရာနာသိမ့်မှုကနေ့တာကာလအတွင်းဂျပန်စစ်တပ်ဒွန်ဆန်စုကြည်နဲ့ရေးပါတဲ့နိုင်ငံရေးကောင်ဆောင်တွေပါဝင်အာနာသိမ့်မှုကိုဆန့်ကျင်တဲ့ပြည်သူပေါင်း3039ကိုဖမ်းဆီးထားခဲ့ပြီးနောက်အဲ့ဒီနဲ့က1224ဦးဟာထောင်နှင်ချမှတ်ခံထားပြီး2902ဦးဟာထိန်းသိမ်းခံထားဆဲဖြစ်တယ်လို့သိရတယ်ဆရာနာသိမ့်ကနေ့အတွင်းမှာဂျပန်စစ်တပ်ဟာလွန်ကျင်းချမ်းသာကွင်း16ချိန်တိကျင်းကြခဲ့ပြီးအချင်းသူအချင်းသား သသိန်းတသောင်း2926ကိုပြန်လွှတ်ပေးခဲ့ပေမယ့်အဲ့ဒီတည်းမှာနိုင်ငံရေးနဲ့ဆက်ဆက်အကျဉ်းသား15444ဦးသာပါဝင်ခဲ့ပြီးတောင်ဆန်းစုကြည်ကဲ့သို့အရေးပါတဲ့နိုင်ငံရေးကောင်ဆောင်များဆေးဥစွေများစွာသောလူငယ်တွေမှာပါဝင်လာခဲ့ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့အကြံတင်ကိုဖြစ်ရှင်းနိုင်မှုအာဆီယံမှာ၅ချက်အပောင်ဝင်သက်ဆိုင်သူအလုံးပောင်နဲ့တွဲဆောင်ဆွေးနွေးအကောင့်တွေပေါ်ဖို့ဒေသတွင်နိုင်ငံတွေနဲ့နိုင်ငံတကာကစေအုပ်စုကိုတောင်းဆိုတိုက်တွန်းထားခဲ့တာဖြစ်ပေမဲ့စေအုပ်စုဘက်ကတော့အာဆီယံမှာ၅ချက်ကိုသာမကတောင်းဆိုမှုအလုံးကိုလိုက်နာဆိုင်တာမရှိခဲ့ပါဘူး။ဒါအပြင်ရဲသားပြည်တွေပေါ်ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါ်ဝင်ဆီယံနဲ့သိမှုကိုဆက်ကျင်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာတွေကိုလည်းဆက်လက်လုံဆောင်နေဆဲဖြစ်တယ်လို့နိုင်ငံအင်အားစုတွေကဆိုပါတယ်။ဂျပန်စစ်တပ်တောင်းဆန်စုကြည်ပေါ်ဝင်အရေးပါတဲ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တွေကိုတရားမဝင်ဆီယံနာသိမ်းခဲ့2022ခုနှစ်ဖေဖော်ဝါရီလတရားခရီး ကဖန်ဆီးအကျဉ်းချတာဖြစ်ပြီးမတရားမှုစဉ်စွပ်စွဲကနှစ်ရှင်ပြစ်ဒဏ်နဲ့ချမှတ်ထားခဲ့ရလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးရေမြွနယ်တဲကိုစစ်ကြောင်းထိုးလာစစ်ကော်မရှင်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့ပြီးခုနှစ်ဦးသေဆုံးဆုံးမွန်ပြည်နယ်ရေမြွနယ်တဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုတော်လဲပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်စစ်ကော်မရှင်တပ်သားခုနှစ်ဦးသေဆုံးခဲ့လို့တပင်ရွှတိကိုကြိုက်ပြည်သူ့ကာကွယ်တပ်ကနေတရင်ထုတ်ပြန်တယ်။ပြီးကန်နိုဝင်ဘာ25ရက်ကနေ့နေ့လယ်တနားချိန်မှာအင်အား150ခန်းနဲ့ရေမြွနယ်ပထောင်ကျာနေကိုစစ်ကြောင်းထိုးလာစစ်ကြောင်းကိုတော်လိုက်တပ်တွေကတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်တွေဘက်က3ဦးသေဆုံးပြီးနှောက်တံရရှိခဲ့ပါတယ်။ ရင်းနောက်နေ့လယ်သုံးနာရီဝန်းကျင်ချိန်မှာပထောင်ဖျားနေဒုတိယကျိတိုက်ပွဲတမန်ဖြစ်ပွားပြီးစစ်သားနှုတ်တမန်တည်ဆုံးပြီးတယောက်တန်ရရှိခဲ့လို့သိရတယ်။ဒရုတိုးလာလို့ဖြတ်တောက်ပုံစံမျိုးလေးဖြစ်သွားတယ်။အလားတူနိုဝင်ဘာလ29ရက်နေ့မနက်6နာရီချိန်မှာလည်းရင်းမြို့နယ်ပလဲမှုရွာအပြင်ဘက်ကျိုးတရာနီမှာနှစ်ဖက်ထိတိုက်ပွဲတမန်ဖြစ်ပွားစစ်သားနှုတ်တည်ဆုံးပြီးနောက်ထိကတည်းကရရှိခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကတော်လည်ပူပေါင်းတပ်တွေဖြစ်တဲ့ KNL တမဟာ6တပ်ရင်းတပ်ရင်း29ခွဲ1တပင်ရွှေတိကိုကြိုက်ပြည်သူကာကွယ်ရေးတပ်ပြွာ33တို့ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဆလဘီမြင်းချက်ခိုင်တို့လှူရှားစကြောင့်ခိုင်တွင်လှူရှားနေတဲ့တပ်ဖွဲ့ရှိကုနဲ့စတင်ဖွဲ့စည်းဂျပန်စီအုပ်စုထွေးနာစဉ်မဲ့စစ်စင်ရေးတဲ့အတွက်မြင်းချက်ခိုင်တွင်ကအတိုင်းတပ်ဖွဲ့ရှိကုပေါင်းပြီးမြင်းချက်ခိုင်တို့လှူရှားစကြောင့်ဖြင့်စတင်ဖွဲ့စည်းလိုက်ကြအဲ့ဒီစကြောင့်မှပောင်းနေတဲ့မြင်းချက်ဘလက်တိုက်က APD ကအသိပေးထုတ်ပြန်တယ်နိုဝင်ဘာ28ရက်နေ့ပိုင်းမှာထုတ်ပြန်ခဲ့တဲ့အဲ့ဒီသတိပေးချက်ထဲမှာမြင်းချက်ခိုင်တွင်ကပြန့်ကျဲတဲ့အတိုင်းတပ်ဖွဲ့ကိုစူးစီးပြီးစစ်အုပ်စုအထိနာစေမဲ့စစ်စင်ရေးတွေလှုပ်ဆောင်နိုင်မှုမြင်းချက်ခိုင်တို့လှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။မြင်းချက်ခိုင်တို့လှုပ်ရှားစစ်ကြောင်းမှာ နှစ်ထိုးကြည့်ပြီးပဲ defend ဖို့တောင်သာပြီးပဲ defend ဖို့ DDA PDF နှစ်ထိုးကြည့်ကြရလားဖို့ NGF မြင့်ချက်ဘလက်တိုက်က one more colon ငန်းစုံ PDF ငန်းစုံမိနစ်ကတပွဲနဲ့အမှန်တင်ကြောက်ကြတပွဲပါဝင်ပြီးစုဖွဲ့ပြင်ဆင်လေ့ကျင့်တဲ့ကာလပြည်မြောက်ခဲ့ဖြစ်တာကြောင့်မကြခင်ချိန်တွင်စစ်စင်စတင်တော့မလို့ဒီပေးပါတယ်စေရအများကြီးတိုးတက်ပြောင်းလဲသွားနိုင်တဲ့ ABD ဖွဲ့အနေနဲ့ပအဝင်ရလဲတယောက်တည်းတက်တက်တည်းအားအများနဲ့မှရမှာလို့ဒီလိုမကြခင်အကောင်းဆုံးချင်နေမြင်ရမယ်လို့မျှော်လင့်ပါတယ် မြင်းချန်ကန်အတူလှူရှာစစ်ကြောင်းတွေနဲ့ရဲဘော်ရဲဘက်စိတ်ညီကိုစိတ်တင်တဲ့အတူပူပေါင်းမျိုးဆရာနာရှင်မြစ်ပြောင်တိုက်ချင်တဲ့တိုင်းတပရိကိုကျူးဆူကြောင်းသိရတဲ့တူရန်ရွက်ောက်ပဲကာလာနီကလာနဲ့မြမြင်းချန်ကန်အတွင်းကနထိုးချင်းနဲ့မြင်းချန်မျိုးပေါ်မှာဆေးဥစုကအခိုင်မှပြန်တဲ့တက်ဆွဲကတူရန်ရွက်ောက်ပွဲအတွက်ပြင်ဆင်နိုင်ရှိတာတို့အနီးနာကရဲရတွေကိုလည်းအင်အားလုံးရင်းတဲ့စစ်ကြောင်းတို့နဲ့အတွက်တော်လိုင်းတက်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပေါ်နေပါတယ် ဆက်လက်ပြီးကြောင်မဲမြို့နယ်မှာဂျပန်စစ်ကောင်ရှင်တပ်က SSB SSC နဲ့မြေတွေကိုစစ်ကြောင်းထုတ်လာတဲ့အတိုင်ပွဲပြင်းထန်နေ။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာဂျပန်စစ်ကောင်ရှင်တပ်က SSB SSC နဲ့မြေတွေကိုစစ်ကြောင်းထုတ်လာကြတိုက်ပွဲပြင်းထန်နေကြောင်း SSB Info ကသတင်းထုတ်ပြန်နေ။နိုဝင်ဘာလ29ရက်နေ့မိုးလက်တနအီကန်ချိန်အင်အားတရာဝန်းကျင်မှာဂျပန်စစ်ကောင်ရှင်တပ်ကရှမ်းပြည်ဒုတိယပါတီရှမ်းပြည်တပ်မတော် SSB SSC တက်စကန်တင်ရှာကြောင်မဲမြို့နယ် ပုံမကျအနေရှိတော်ရင်တနေရာကိုထုတ်စစ်စင်ဝင်လာကြတိုက်ပွဲပြင်ထန်ခဲ့တယ်။မြင်းတိုက်ပွဲတဲ့ကြက်ဘက်စစ်ကောင်ရှင်တပ်ဘက်ကမြေပြင်စစ်ကြောင်းနဲ့ဒရုန်းတွေတုံးပြူကတိုက်ခိုက်နေပြီးသတင်းထုတ်ပြန်ချိန်ညနေ2:56မိနစ်ချိန်ထိထိတွေ့တိုက်ပွဲပြင်ထန်နေဆက်ဖြစ်ကြောင်း SSPB Info ကသတင်းထုတ်ပြန်နေ။အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးသိစိတ်သိရှိတဲ့ရှမ်းပြည်ဒုတိယပါတီရှမ်းပြည်ဒမ်နော SSPB SSC တာဝန်ရှိသူတွေထံကိုဖုန်းဆက်မေးမြန်းခဲ့တော့လဲဖုန်းလက်ခံပြေချခြင်းမရှိပါဘူး။ ဆက်လက်ပြီးမန္တလေးဂျာကာလာအောက်ချော်ရီကောင်စီကိုဖွဲ့စည်းလိုက်ပြီးဥက္ကဋ္ဌဖြစ်ဦးမြင့်အောင်မိုးကတာဝန်ယူမန္တလေးဒေသဂျာကာလာအောက်ချော်ရီကောင်စီကိုဖွဲ့စည်းလိုက်ပြီးဥက္ကဋ္ဌဖြစ်ချမ်းမြတာစီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်မိုးကတာဝန်လိုက်ကြသည်ရတယ်။နိုဝင်ဘာလ20ရက်နေ့ကျင်းပပထမကြိမ်မန္တလေးဒေသလွှတ်တော်အစည်းအဝေးမှာမန္တလေးဒေသဂျာကာလာအောက်ချော်ရီကောင်စီကိုဖွဲ့စည်းလိုက်ပြီးဥက္ကဋ္ဌဖြစ်ဦးမြင့်အောင်မိုးဒီဥက္ကဋ္ဌဖြစ်ဦးအောင်မျိုးနဲ့အတွင်းရေးမှုဖြစ်ဦးတို့ပါဝင်ကောင်စီဝင်ကိုဦးနဲ့လွှတ်တော်ကအတည်ပြုဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါတယ်။ အောက်ဆွေကောင်စီဖွဲ့စည်းနိုင်လိုက်တာနိုင်ငံကြီးနိလန်ရအစ်စ်ကောင်စီအုပ်ချုပ်မှုကဏ္ဍပေါ်မှာကျွန်တော်တို့ကအသာစီရယူနိုင်လိုက်ခြင်းပါပဲနောက်တစ်ချက်ကဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်မယ်ဆိုတော့မုံဤမတ်ချက်ကိုကနေဦးစတင်ပြီးချိန်လက်လှမ်းတဲ့သဘောပါနောက်တစ်ချက်ကတော့မန္လိပြည်သူလူထုနဲ့ကျွန်တော်တို့ကပြည်ထောင်စုဆွေးနွေးဖြစ်တဲ့ NUG ဆွေးနွေးပြင်ကျွန်တော်မန္လိပြည်သူလူထုအတွက်မန္လိဆွေးနွေးတဲ့ပေါ်ပေါက်လာဖြစ်ပါတယ်။ဒေါ်လာ1ဒေါ်လာခွန်အတည့်ရဖြစ်လာတယ်။မန္လိဒေသကြားကလည်းအုတ်ချွေးကောင်းစီတင်းနေဖြင့်ဒေသတွင်တရားဥပဒေစိုးမိုးရေးစစ်ဘေးရှောင်နဲ့ဆောင်ရှောင်ရင်း ကျမ်းမာရေးနဲ့ပညာရေးစနစ်တွေကိုပြည်သူကိုဗဟုပြည့်စနစ်ဖြင့်အလင်းမြန်ပြန်လည်တည်ဆောက်ရေးအတွက်ရှေ့တန်းမှတောင်းယူမိဖြစ်ကြောင်းအမျိုးသားညွယ်စွာနှင့်ပြန်လည်ဒေတာလွှတ်တော်ကြီးအကြီးအကဲနဲ့ဂျာကာလာအုပ်ချုပ်ရေးကောင်စီတွေကိုပြည်သူစုဆင်ကနေလိုအပ်တဲ့ပံ့ပိုးမှုနဲ့အရင်းမြစ်တွေကိုပူပန်ဆောင်တမ်းမိဖြစ်ကြောင်းပြည်သူစုဝင်ကြီးချုပ်မန်းခိုင်တန်းကအတည်ပြုပါတယ် ထို့ပြင်တော်လိုင်းကာလဖြစ်တာကြောင့်မန္တလေးပြည်သူလူထုရဲ့အခက်အခဲတွေကထွေထွေကျက်တဲ့ပေါင်းစုံနဲ့ဆိုင်ရပြီးဆွေရဖွဲ့နေဖြစ်တော်လိုင်းအမြန်ပြင်းပြောင်းစေအောင်ဆိုင်လုလနိုင်ပြီဖြစ်ကြောင်းသိပေတယ်ဒါကကိုယ့်ရဲ့ဒေတာတွင်နေမှာနိုင်ငံအင်းလျာရအလက်ဦးမှုရရလနဲ့နဲ့လို့ပြောတယ်ကျွန်တော်ဗမာမျိုးနယ်စုအများဆုံးဖြစ်တဲ့မန္တလေးမှာဖက်ဒရယ်ဒီမိုကရေစီအတွက်ခြေလှမ်းဆနိုင်ပြီလို့ပြောလို့ရတယ်နိုင်ငံအင်းလျာရအာသာချက်ယူပြီးပြီဆိုရင်အဲ့ဒါနဲ့တစ်ဆက်တည်းဖြစ်တဲ့စီမံခန့်ခွဲမှုတွေကလုံနိုင်လုံနိုင်တလားအခွင့်အလမ်းတွေရှိလာမှာဖြစ်ပါတယ် အခွင့်အလမ်းကောင်းတွေကဘာလဲဆိုတော့လည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအခု data ပြည်သူလူထုအတွက်ကိုယ်ဆိုရအဖွဲ့ကိုလွှတ်တော်ကနေတိုက်တွန်းမယ်။ကိုယ်ဆိုရအဖွဲ့ကိုလွှတ်တော်ကနေတိုက်တွန်းမယ်ဆိုတော့တင်သွင်းမယ်။အစိုးရအဖွဲ့ကဖြေရှင်းနိုင်အောင်ဆက်မယ်ဆိုတဲ့အနေအထားပြောင်းလဲမှုတရားဖြစ်လာနိုင်တဲ့လို့တောင်းတမျိုးနဲ့အမှတ်တရမဲ့စင်တာနဲ့မန်လေးဒေသလွှတ်တော်ကိုယ်စားလှယ်နဲ့ကာကွယ်ရေးနဲ့လွန်ကျွေးကော်မတီဖွဲ့ဝင် ကိုဝိုင်းချောင်းကရှင်းပြပါရစေ။ ဆလဘီမျိုးတွေမျိုးရှိစစ်တပ်ကမတရားချိတ်ပိတ်ခဲ့တဲ့ပြည်သူပိုင်နေနေမှာကြားဖြန့်တရုတ်တွေကိုတိုးဝတ်ထားပြီးအဖမ်းပြစိုက်ထုံမျိုးနဲ့ရထားဘူးဒါမှကြားဖြန့်တရုတ်တရားကြော်ဖမ်းပြီးကင်းပြည်နယ်မျိုးတွေမျိုးရှိဂျပန်စစ်တပ်ကမတရားချိတ်ပိတ်ခဲ့ပြည်သူပိုင်နေနေမှာမင်းလက်ပံရွာမှာထွက်ပြေးလာတဲ့ ကြောင်ဖြန့်တရုတ်တွေကိုထားရှိပြီးပြည်သူတွေကတိုင်ကြဲခါမှကြောင်ဖြန့်တွေကိုဟန်ပြပန်စီမွေလုံးဆောင်နေကြတဲ့ဒေသပြည်သူတွေနဲ့နေချိတ်ပဲခံရတဲ့အများတွေမျိုးခန့် AAC ကိုရဲမင်းကပြောတယ်။ AAC ကိုရဲမင်းအများတွေမျိုးရှိနေကိုစစ်တပ်က2029ခုနှစ်ဆန္ဒရှင်ဆန့်ကျင်တဲ့ပွဲမှာပါဝင်တဲ့ဖြင့်ချိတ်ပိတ်ခဲ့ပြီးအဆိုပါချိတ်ပိတ်ထားတဲ့ကိုရဲမင်းနေမှာကြောင်ဖြန့်တရုတ်တွေကိုစစ်တပ်လက်ခံကေလန်နဲ့ကိုင်အဖွဲ့ကလာထားကြောင်းကျင်းနာပဝင်ကျမပြည်သူတွေကတိုက်ကြတဲ့အခါမှာကိုရဲမင်းအနေမှာစားဖြတ်တရုတ်တွေကိုစစ်တပ်ကအယံပြဖမ်းဆီးသွားကြောင်းသိရတယ်။ မြောက်ရီမြို့နယ်ရှိချိတ်ပိတ်ခံထားတဲ့အိမ်တွေကိုနိုင်ငံတော်ပိုင်ဖြစ်ပြီးမြို့သူမှကျူးကျော်ဝင်ရောက်ခွင့်မရှိဘဲဖက်ဆဲဆိုကစီကံထုတ်ထားတော့လဲ၎င်းတို့စီကံကို၎င်းတို့ဘာသာချုပ်ဖောက်နေခြင်းပဲဖြစ်ပါတယ်လာတူမွန်ပြည်နယ်ပေါင်မြို့နယ်ရန်ကုန်မြို့နယ်ယထာလမ်းပိုင်းရှိရင်းငိမ်ဘူတာမှမြန်မာနိုင်ငံသားမှတ်ပုံတင်စက်သုံးမြင်းဆောင်ကင်ဆောင်ထားတရုတ်ကြားဖြတ် တရားကြော်ကိုဖန်ဆီးရမိခဲ့ကြောင်းဒေတာပြည်တွင်းနဲ့စစ်တပ်သည်မြေကနေတရားပါတယ်။နိုဝင်ဘာ26ရက်နေ့မနက်10:00နာရီချိန်မြောက်ရီမြို့နယ်အတွင်းရှိကြားဖြတ်လုပ်ငန်းတွေမှာထွက်ပြေးလိုက်တရုတ်နိုင်ငံသားတရားတအုပ်မှရင်းငိမ့်ဘူတာကိုအိမ်စီးရင်ခိုက်ချက်ရင်းနဲ့ရောက်ရှိလာကြောင်းဆိုပါကြားဖြတ်တုပ်တွေကယထာနဲ့ဆက်လက်ခီးထွန်းပြင်ဆင်နေစဉ်ပြည်သူတွေကတိုင်ကြားသဖြင့်စစ်တပ်ကဖန်ဆီးခဲ့ခြင်းဖြစ်ကြောင်းဖန်ဆီးခံသူများစုမှရှမ်းပြည်နယ်မှာပုံတင်73မြင်းဆောက်ကိုက်ဆက်ထားကြောင်းသိရတယ်။ဖက်စီခံရတဲ့ကြားဖြတ်တုပ်တွေမှာအမျိုးသမီး39နဲ့အမျိုးသား64ဦးပါဝင်ပြီးပေါင်မြုပ်နယ်ရဲစခန်းကမှုဖွင့်စစ်ဆေးနေကြောင်းသိရှိရပါတယ်။ နားဆင်အားပေးကြတဲ့တို့ဝင်ကျေးဇူးတင်ရှိပါရရှင်